ကားငင်ရန်ကိုစူးမိုးထားသူ တကိုးအာနာနဲ့လွတ်လပ်ခြင်းရဲ့အမတ်အသာသူကတော့တိမ့်ငက်ပါ၎င်းလူရဲ့ခန္ဓာထေဝမှုဟာတဘာဝရဲ့အလတ်တရားတွေထဲမှာအထင်ရှားဆုံးပါပဲတိမ့်ငက်ကရီရဲ့မျက်လုံးဟာလူသားနေထက်လီးစားကန်နီး၅ဆအထိပိုမိုထမြက်ပါတယ်အဲ့ဒီစူပါမျက်လုံးကရီနဲ့ပဲမိုင်မောင်းများစွာအဝေးကတန်းကောင်ငယ်ကိုအာယုံဆိုင်ရှာဖွေနိုင်ကြတာဖြစ်ပါတယ်အမဲလိုက်တဲ့အခါ သူတို့ရဲ့အရှင်ဟာအမခမ်းပါပဲမူကန်ကင်ကနေမြေပြင်စီကိုလျှက်တပြက်လို အရှင်ဖင်းစွာထိုးဆင်းနိုင်ပြီးတန်းကောင်ကိုဖမ်းဆုပ်နိုင်ပါ誒တိမ်ငဲ့သူရဲ့ခြေသေးနေဟာတန်မဏိလိုမာကျော်ဒီခြွန့်ထက်ပါတယ်ဒီခြေသေးနေဟာတန်းကောင်ကိုခိုင်မြဲစွာစုပ်ကင်ဖို့နဲ့တိုက်ခတ်ရေးမှာအဓိကလက်နက်တွေဖြစ်ပါတယ်အန္တာတိကတိုက်ကိုလွဲလို့ကမ္ဘာနေရာအတော်များများမှာတိမ်ခတ်မျိုးစိတ်60ကျော်ကိုတွေ့နိုင်ပါတယ်။ မျိုးစိတ်အလိုက်နေထိုင်ရာသဘာဝပတ်ဝန်းကျင်တွေဟာလည်းကွဲပြားကြပါတယ်။ခေါင်းပြောင်သိမ့်ဖက်လိုမျိုးစိတ်တွေကတော့ရေကန်တွေမြစ်တွေနဲ့ကံယူသွန်းတွေနားမှာငါးတွေကိုကျွမ်းကျင်စွာဖမ်းယူစားတောက်လေးရှိပါတယ်။သူတို့ရဲ့ကြီးမားကျယ်ပြန့်တဲ့အတောင်ပံတွေဟာလေထဲမှာအချိန်အကြာကြီးမပင်ပန်းပဲပြန်ဝဲနေဖို့အထောက်ကူပြုပါတယ်။အမွေးအတောင်တစ်ခုချင်းဟာလေစီးကြောင်းကိုအကောင်းဆုံးထိန်းညှိနိုင်အောင်ဖန်တီးထားတာပါ။တိတ်နှက်တွေရဲ့အတိုက်ကို IRI လို့ခေါ်ပြီးကမ္ဘာပေါ်မှာအကြီးဆုံးငှက်တိုက်တွေထဲမှာပါဝင်ပါတယ်။အချို့အတိုက်တွေဟာကားတစ်စီးစာလောက်အလေးချိန်ရှိနိုင်ပါတယ်။သိငဲ့အများစုဟာတတလုံးအတွက်အိမ်နှောင်ဖက်တဦးသေးကိုသာရွေးချယ်လေးရှိကြပါတယ်။ဒီတစ္ဆာရှိဆက်ဆံရေးဟာသူတို့ရဲ့တဘာဝစရိယလက္ခဏာတစ်ခုပါပဲ။သားသမီးတွေကိုစောင်းလျှောက်တဲ့နေရာမှာလည်းသိငဲ့တွေဟာကျဉ်းနာတတ်ကြပါတယ်။အတိုက်သေးကဥတွေကို အလဲကြဝက်ပေးပြီးငှက်ငယ်လေးတွေကိုစောင့်ရှောက်ကြွေးမွေးကြပါတယ်။ ။တင်းခက်တွေဟာသူတို့ရဲ့ကိုယ်အလေးချိန်ထက်ပိုလေးတဲ့အရာတွေကိုတဲဆောင်နိုင်တဲ့စွမ်းအားရှိပါတယ်။သူတို့ရဲ့အစွမ်းထက်တဲ့ခြေသေးလေးကြောင့်တားကောင်ကိုအလွဲတကူတဲယူနိုင်ပါတယ်။မိမိဖမ်းဆုပ်ထားတဲ့တားကောင်ကို အချွန်အတက်ရှိတဲ့နှုတ်တီးနဲ့ဆွဲဖြဲပြီးစားသုံးနိုင်တဲ့စွမ်းရည်ရှိပါတယ်။သူတို့ဟာတဘာဝရဲ့ apex predator တွေဖြစ်ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့တိန့်ခန့်မျိုးစစ်အားလုံးရဲ့အမတွေဟာအဖိုးတွေထပ်ပို့ပြီးကြီးမားပါတယ်။ဒီလိုခြားနားမှုကအမတွေရဲ့အမဲလိုက်နိုင်စွမ်းကို ပိုကောင်းစေပါတယ်။မျိုးစိတ်မှားထဲမှာမှ state la pelle သိန်းခန့်ဟာနှုတ်တီးအကြီးဆုံးသိန်းခန့်ဖြစ်အလေးကြီးလည်းအများဆုံးမျိုးစိတ်တစ်ခုဖြစ်သတ်မှတ်ခံရပါတယ်။တောင်အမေရိကရဲ့မိုးသစ်တော်ရီမှာနေထိုင်တဲ့ happy သိန်းခန့်ဟာသူ့ရဲ့ထူးခြားတဲ့ခေါင်းပေါ်ကအမွေးပန့်ကာနဲ့ကြီးမားတဲ့ခြေထဲတွေကြောင့် တော့ဥရဲ့ဘယင်လူတင်စာခေါ်ဝင်ချင်းခံရပါတယ်။ရွှေလင်းယုံတွေဟာအလွန်တန်မှန်ပြီးတောင်စိတ်ငယ်တွေနဲ့တောက်ကောင်ကြီးတွေကိုပါအမဲလိုက်နိုင်တဲ့စွမ်းအင်ရှိပါတယ်။သမိုင်းတက်လျှောက်မှာတိမ်ငှက်တွေကိုလူသားနေနဲ့အတူယွန်းသွဲပြီးအမဲလိုက်ရမှာလဲအသုံးပြုခဲ့ကြပါတယ်။ဒီလိုလေ့ကျင့်ပေးတဲ့အတတ်ပညာကိုတိမ်တိုက်ချင်းလို့ခေါ်ဆိုပါတယ်။သူတို့ရဲ့ကြီးမားတဲ့အတောင်ပံတွေကိုအသုံးပြုပြီးလေစီးကြောင်းတွေကိုအကျိုးရှိရှိအသုံးချနိုင်ပြီးအမြင့်ဆုံးကောင်းကင်ယံမှာ အားမစိုက်သူပဲအချိန်ကြာကြာပြန်ဝဲနိုင်ပါတယ်အန်အောစီယာကောင်းတာကတော့တိုင်းငယ်မိုးစိတ်တွေဟာမုန်တိုင်းတိမ်တောက်တွေပေါ်ကိုပြန်တက်ပြီးလေဖြစ်အားကိုအသွုံပြုပြီးပုံဟုံမြင်းစာပြန်ထမ်းတာပါတယ်။သူတို့ဟာမုန်တိုင်းကိုကြောက်ရွံ့ခြင်းမရှိပါဘူး။ရှေခိဂရီးနဲ့ရောမခေတ်ကတိုင်းငယ်ကဘယင်မင်းသမီးတွေစစ်အင်အားနဲ့အာနာရဲ့တင်ကေတော့အဖြစ်ကဘာယင်ကြီးမှုများစွာမှာအသွုံပြုခံရပါတယ်။ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ခန္ဓာလက်အသွင်ပြင်ရှိပေမဲ့လည်း တိုင်းငယ်ကွေအအတန်ဟာလင်းယုံတွေလိုကျဲလောင်ဟင်းထွက်ကမျိုးမဟုတ်ပဲတာမန်အားဖြင့်စူးရတဲ့ဝီစီဒန်တို့မဟုတ်ကြီးကြီးမြင့်တန်လိုမျိုးဖြစ်ပါတယ်ဖိလစ်ပင်းစတိုင်းရဲ့လူမျိုးစိတ်အချို့ကတော့မျိုးသုံးရနဲ့အန်ဒီယန်နဲ့ရင်ဆိုင်နေပါတယ်။ဒါကြောင့်သူတို့ရဲ့ထူးခြားတဲ့အလတ်တရားတွေကိုကာကွယ်ထိန်းသိမ်းဖို့ဟာကျမတို့ရဲ့တာဝန်မှာနေဝင်စင်းရဲ့ရွှေအိုယောင်အလင်းတန်းတွေအောက်မှာပြန်ဖန်းနေတဲ့တိုင်းညက်တကောင်ရဲ့ပုံရိပ်ဟာလွတ်လပ်ခြင်းနဲ့မျောလင့်ခြင်းကိုဖော်ညွှန်နေပါတယ်။ ကဘာကောင်းကင်ကိုစိုးမိုးတဲ့တင်းငှက်တွေရဲ့အခန်းကဏ္ဍဟာတဘာဝရဲ့ဟန်ရံငီးမှုကိုထိမ့်သိမ့်ရမှာအရေးပါပါတယ်။သူတို့ဟာအမြဲတမ်းခွန်အားတက်သည့်နဲ့မျှော်မှန်းခြင်းရဲ့ပြည့်ရဲ့အထည်တီးရှိနေမှာပါ။